ဒေါ်လန်ထရန့်အနေနဲ့ထင်အောင်ထင်မှားဖြစ်နေပုံရတယ်လို့အီရန်ဂျေတက်ဘူဇိုကပြောပါတယ်။ဘရိဂန်သမားထရန့်ဟာထင်အောင်ထင်မှားနေဖြစ်နေပုံရကြောင်းအီရန်ဂျေတက်ဦးစီးချုပ်ဘူဇိုကြီးရှာရန်အီရန်နီကပြောလိုက်ပါတယ်။အီရန်တို့ရုရှားသုံးနိုင်ငံပူးပေါင်းလေ့ကျင့်မယ် security bat 2025ရေတက်စီလေကြီးမှုပေါ့စိုးရင်စိတ်ဖြစ်နေသလားဆိုတော့မလာစီလေ American သတင်းတောက်ရဲ့အမေကို American တက်ရဲ့အင်အားဟာ သုံးနိုင်ငံထက် ပုံမသားလုံးကောင်းမလို့စိုးရိမ်စရာမရှိဘူးလို့ဒေါ်နယ်ထရန့်ကဖြေခဲ့တာပါဒေါ်နယ်ထရန့်ရဲ့အဲ့ဒီပြောဆိုမှုတွေဟာထင်အောင်ထင်မှားတွေပေါ်အခြေခံရာကပြောတဲ့စကားတွေဖြစ်တယ်လို့အီရန်ရေတပ်ဦးစီးရောကဆိုပါတယ်တကယ်ပြောရမယ်ဆိုရင်အီရန်ရုရှားတရုတ်ကုန်းနိုင်ငံ ရေတပ်လေ့ကျင့်ခန်းတွေဟာအရင်ရင်နှစ်တွေကတည်းကလုပ်နေတာပါအခုမှစပြီးလုပ်တာမဟုတ်ဘူးဆိုပါတယ်သမ္မတထရန့်အနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးထင်အောင်ထင်မှားဖြစ်နေပုံပဲလို့ဆိုပါတယ် ။နှောင်းနိုင်ငံပူပေါင်းစည်းရဲလေ့ကျင့်မှုဟာဒေတာတွေလောက်ကျိုးရေးမြင့်တင်မှုဖြစ်ပြီးကမ္ဘာလုံးဆိုင်ရာမတူညီဖြစ်အောင်လုပ်နေတဲ့ American ရဲ့စံကျင်ဘက်ဖြစ်တယ်လို့ UN ရေတပ်ဦးစီးချုပ်ကပြောပါရယ်။ဒေတာတွေလောက်ကျိုးရေးနဲ့ရေချောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်ရည်ရွယ်တဲ့စည်းရဲလေ့ကျင့်မှုဖြစ်လို့အနာဂတ်မှာ BISCS ဖွဲ့ဝင်တွေနဲ့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ဖွဲ့ဝင်တွေပါစည်းရဲလေ့ကျင့်မှုတွေမှာပါဝင်လာနိုင်မယ်လို့ဘိုဂျိုဂျီရှာရန်အီရန်ကပြောကြောင်းအီရန်သတင်းတွေကဖော်ပြပါဗျ။အမေရိကန်ကတော့အဲ့ဒီ ုံးနိုင်ငံစည်ရေးလက်ချင်းမှုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်ဒီလိုအခြေအနေတွေဟာပိုပြီးတော့ခက်ခဲပါတယ်အမေရိကန်နဲ့အီရန်ကြားထဲမှာသဘောထားတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာအခုလိုစည်ရေးလက်ချင်းမှုကတော့မသင်္ကားစရာပါလို့အမေရိကန်သမ္မတအဲပြောရဆိုခွင့်ရှိတဲ့ my was ကဆိုပါလေဒါပြင်အီရန်နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အမေရိကန်နဲ့ဆွေးနွေးညှိနှိုင်းမဲ့စီစဉ်ကိုခေါင်းဆောင်ကြီးကမ္ပဏီကပယ်ချလိုက်ပါလေ နျူကလ িয়ার ရေးနဲ့ပတ်သက်ပြီးသမားထရန့်စီကစာတစောင်လက်ခံရရှိထားတယ်ဆိုတာလည်းတည်ပြုထားပါတယ်။အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့ညှိနှိုင်းဖို့နဲ့ဒီလိုမှမဟုတ်ရင်အလားအလာရှိတဲ့စည်ရေးဆိုင်ရာအရေးကြီးမှုတွေနဲ့ရန်ဆိုင်ရမယ်လို့သတိပေးစာပေးပို့ခဲ့ကြောင်းဒေါ်နယ်ခန့်ကပြောပါတယ်။ဒါပေမဲ့ခါမီလီကတော့ UAE တောင်ဝင်ရှိသူတွေကတဆင့်ပေးလိုက်တဲ့ဒေါ်နယ်ထရန့်ရဲ့စာကိုမဖတ်ဘူးဘူးလို့ဆိုပါတယ်။ဒါဟာလူမှုအမြင်ကိုလှည့်စားမှုတည်ရလို့2015သဘောတူညီချက်ကနေ မေရိကန်နှုတ်ခတ်မှုကိုရည်ညွှန်းပြီးခါမေနီကပြောပါတယ်။အီရန်နျူကလ িয়ার ဆေးရုံတွေတိုက်ခိုက်ခံရပါကလက်တော့ပြန်မယ်လို့ခါမေနီကသတိပေးထားပါတယ်။အီရန်နေနဲ့စစ်ပွဲမလို့လာပြီမဲ့အမေရိကန်အေဂျင့်တွေအမှားတစ်ခုလို့ရင်တော့ပြပြတသားတုံ့ပြန်မှာဖြစ်ပြီးအမေရိကန်ကနစ်နာမယ်လို့သူကဆိုပါတယ်။အီရန်နေနဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုစိတ်ဝင်စားဘူးလို့ဆိုပါတယ်။အီရန်ကတရုတ်ပြင်သစ်ရုရှားပြည်ထောင်ချောင်းနေတဲ့အမေရိကန်တို့ရဲ့သမိုင်းဝင်သဘောတူညီချက်ကို2015မှာရရှိခဲ့ပြီး အီရန်ရဲ့နျူကလ িয়ার စစ်ဆေးကိုကန့်သတ်မှုအတွက်ရေးယူပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးခဲ့ပါတယ်။ဒါပေမဲ့ဒေါ်လန်ထရန့်ရဲ့ပထမကြိမ်သက်တမ်းတွင်သဘောတူညီချက်ကနေနှုတ်ခွက်ခဲ့ပြီးအီရန်ပေါ်စီးပွားရေးရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။အီရန်ကလည်းနောက်ပိုင်းမှာနျူကလ িয়ার စီစဉ်ရှိမြင့်ခဲ့ပြီး60ရာခိုင်နှုန်းထိတက်ဆင်ထားတဲ့ကျွယ်ဝရူရီနီယံ295ကီလိုဂရမ်ထိတိုးလောင်းနိုင်တယ်လို့နိုင်ငံတကာအနုယူဆိုင်အေဂျင်စီကထုတ်ပြန်သတိပေးထားတာဖြစ်ပါတယ်။